မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးသွားပါတော့မယ်။ ခနင်းဝေကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့တဲ့ Moral Agency ပါရှင်ဂျုံလင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ရှိနမဲကျော် Moral Agency ပါရှင်ဂျုံလင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးလျက်ရှိကြောင်းစစ်တပ် Lobby Telegram Channel ကသတင်းဖော်ပြလာပါတယ်။ဇွန်လ၄ရက်နေ့ညပိုင်းပြည်ပမှရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီးနောက်ဂျုံလင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးစစ်တပ် Lobby Telegram ရဲ့သတင်းဖော်ပြချက်အရအစောရောချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းများကိုဝယ်ယူသည့်သို့သောသတင်းများကြောင့်ခေါ်ယူစစ်ဆေး ဲခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သူပြောင်းနေတယ်ဆိုတာတော့သတိထားမိတယ်။အခုခေါ်ပြီးစစ်ဆေးနေတယ်ဆိုတာသိရတော့စိတ်မကောင်းဘူး။သူကသူ့မိကိုအယံချစ်အယံကယူဆိုင်တဲ့သူပါ။သူ့မိကလည်းသူ့သားကိုအယံချစ်တော့မြန်မြန်လွတ်ပါစေဆုတောင်းပါတယ်လို့ရန်ကုန်မြို့မှာရုပ်ရှင်လောကသားတူကပြောပါတယ်။ အခြားရုပ်ရှင်လောကသားတို့ကစစ်တပ်ကဂျွန်လွင်ကိုခေါ်ယူစစ်ဆင်မှုကစစ်တပ်ဘက်တော်သားခိုင်နင်းဝေကိုဂျွန်လွင်ကလူမှုကွန်ရက်ပေါ်မှာတဆင့်ဝေဖန်ခဲ့မှုကြောင့်အ धिक ဖြစ်နိုင်ပြီးတော့ခိုင်နင်းဝေကိုမှားလွှဲသောအလူငွေ29သိန်းပြန်လွှဲပေးရန်ခိုင်နင်းဝေကိုဝေဖန်သောပို့စများကိုဂျွန်လွင်ကလူမှုကွန်ရက်မှာတဆင့်အကြေးရင်းများစွာရှယ်ခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်လွင်ကခိုင်နင်းဝေကိုတဲဆော်ပြီးစိန်ခေါ်ပြီးခိုင်နင်းဝေမူမမှန်တဲ့အကြောင်းတွေကိုတောက်လျှောက်ရှယ်ခဲ့တာအဲဒါကြောင့်ထင်တာပဲလို့အခြားရုပ်ရှင်လောကသားရှင်းပြပါတယ်။ ၄လ26ရက်နေ့ဂျွန်လွင်ကခိုင်နင်းဝေးအနေနဲ့မှားလွဲလာတဲ့အလုံငွေ29သိန်းကိုချက်ချင်းပြန်ပေးတင်ကြောင်းဝေဖန်ရှိသားခဲ့ပါတယ်။ လူပီတရင်ပြီးပြီးတချိန်ကအရန်လေးစားတယ်ငါတို့မလုံနိုင်မသွားနိုင်တဲ့နေရာတွေသူအပင်ပန်းခံလုံနိုင်နေဆိုပြီးတော့တအားလေးစားခင်တာပါအခုတော့29သိန်းကျော်ကတတော်ကြရဖြစ်နေတာဒီလောက်အသေးစိတ်ရှင်းပြထားတော့မှမျက်နှာပြောင်တိုက်ပြီးဝန်ထမ်းကတမျိုးအမျိုးမျိုးဆိုတော့တခုတော့တိထားစီခြင်းမရင်နှက်ပြီကြွားကျင်တဲ့သူကသူ့ဘာသူလွတ်လန်းရှာပါလိမ့်မယ်ဈေးကုတ်ပြီးနှက်ပြီတက်ခိုင်းရအောင်အောင်ထိတီလာတွေမိုးမချုပ်စေခြင်းကိုတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကဝင်စစ်ဆေးလို့ရတယ်ဆိုတာတိ ထားစေခြင်းနဲ့လူတွေကဖျဲဖျဲပြတိုင်းကြောက်ရအောင်မင်းမက်တိုင်းပြည်လည်းမဟုတ်ဟုကျွန်းလင်းကသူ့ရဲ့လူမှုကွန်ရက်မှာမေလ26ရက်နေ့ကရှင်းတာခဲ့ပါတယ်မြန်မာနိုင်ငံတွင်ရှေးဘေးငလင်းဘေးပါဝင်ဘေးဒုက္ခများကိုခိုင်နှင်းဝေကပြည်သူလူထုထံမှအလူငွေများကောက်ယူပြန်လည်လူရန်ဆောင်ရွက်ရာတွင်စစ်တပ်နှင့်ပူးပေါင်း၍ဒေသအာဏာပိုင်များမှတဆင့်လူရန်ခြင်းပြည်သူလူထုကလူရန်သောငွေများကိုနေမြေကန်အာဏာပိုင်များထံသို့တိုက်ရိုက်လွှဲအပ်ခြင်းစစ်တပ်နှင့်ပတ်သက်သောအခမ်းအနားများသို့တက်ရောက်ခြင်းစစ်တပ်ထောက်ခံသော policy ကားများတွင်တက်တ တက်ကြကြွပအဝင်သရုပ်ဆောင်ခြင်းတို့ကြောင့်စစ်တပ်ဘက်တော်သားဖြင့်တတ်မှတ်ဝေဖန်မှုများရုပ်ရှင်အတိုင်းဝိုင်းနဲ့ပြည်သူများကြားမှထွက်ပေါ်လျက်ရှိပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ဝန်ရင်းမှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းဖို့လိုင်းလံဖမ်းဆီးနေလို့ထွက်ပြေးနေရတယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဝန်ရင်းမြို့နယ်ကရွာတွေမှာစစ်တပ်ကစစ်မှုထမ်းဖို့လိုင်းလံဖမ်းဆီးနေလို့လူငယ်တွေထွက်ပြေးနေရကြောင်းဒေသခံများကပြောပါရတယ်။ ဇွန်လ6ရက်မနက်ပိုင်းကဝန်းရင်းမျိုးနဲ့တဲတော်ဝန်းရင်းလမ်းမကြီးပေါ်တာစီနဲ့ဝန်းရင်းနယ်ဆက်ပြားဆွဲရွာအဆောင်ရှိတဲ့နေရာတွေမှာစစ်ကောင်စီတပ်ကအင်အားများပြားနဲ့လူငယ်တွေကိုလိုက်လံဖမ်းဆီးခဲ့ကြောင်းပြားဆွဲရွာနားမှာတော့ပြဲသီးတင်နေကြတဲ့ရွာသား6ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice of Wanwin အဖွဲ့ကပြောပါရယ် နေ့လယ်ပိုင်းမှာလည်းရန်ကုန်မန္တလေးအမြန်လမ်းမကြီးဘေးကဝမ်းတွင်းမြို့နယ်ကံပတ်လေကျွရပါဝင်ရွာရီတဲ့ကားလေးစီးနဲ့ဝင်ရောက်ပြီးလူငယ်တွေကိုဖမ်းဆီးနေကြောင်းဒေသခံတွေကပြောပါရယ်။ဒီရက်ထဲမှာတားလိုက်ဖမ်းနေလို့လူငယ်တွေရွာမှာမနေရကြတော့ဘူးတောသွားတောပြန်နေသူတွေလည်းစောစောသွားညနေကျရင်လည်းမောင်ရင်ပြိုးမှပြန်လာကြတော့လားလို့ဝမ်းတွင်းဒေသခံတို့ကပြောပါရယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေအရေအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။ဇွန်လ9ရက်နေ့ညပိုင်းကလည်းတိုင်းကောင်းကုန်းရွာစာသင်ကျောင်းတက်ဆွဲထားတဲ့စီအိုစုကတိန်တဆင်း အင်အောင်စုစီရင်ဆက်ပြီးရွာသားရှိဦးကိုဖမ်းဆီးသွားကြောင်း Voice of One ဖွဲ့ကပြောပါရယ်မန္တလေးစကိုင်းနဲ့မုံရွာပါဝင်မြို့ကြီးတွေမှာလည်းစစ်ကောင်စီတပ်ကရှင်းလိုင်စင်စစ်ဆေးရင်းနဲ့လူတွေကိုပါဥပဒေမဲ့ဖမ်းဆီးနေရတဲ့ရှိရလို့မြို့ကနေထံကနေပြီးတော့သိရပါဗျ။ ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လွိုင်းကောမှာငါးရန်ကျောင်းသူတူအဆုံးစင်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်နီပြည်နယ်လွိုင်းကောမြို့အရှိတန်ပါလောင်ကျွရရင်မတ်ရှယ်မဲဆိုသူငါးရန်ကျောင်းသူတူမိမိကိုယ်ကိုအဆုံးစင်ခဲ့ကြောင်းကရင်နီပြည်ကြားကာလအော့ချိုရီကောင်စီ IC ထံမှသိရပါဗျ။ရမန်နေ့ဇွန်လ6ရက်နေ့မှာပါလောင်ကျွရနာတဲအိမ်တလုံးမှာကျိုးဆွဲချကအဆုံးစင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ကလေးကိုကြောင်းတက်ဖို့လုံးဝအာမပေးပဲအိမ်လောက်ပဲခိုင်းချင်တယ်လို့ပြောတယ်။ကလေးကိုအပြစ်ပဲပြောပြီးတော့ကြောင်းထွက်ခိုင်း နဲ့ဖီးယားအယံပေးတဲ့ကြားတဲ့ခလေးခမရလည်းစိတ်ဖြည့်ဆည်းမှုအယံဖြစ်နေပုံရှားပါတယ်အခုတော့အပြစ်ပြောလို့လည်းမကောင်းတော့ဘူးစစ်ရဲစားဝင်းနေရဲ့အခက်အခဲကြောင့်ပဲပြောရတော့မှာပေါ့လို့ IC အတူရင်မှုနှင့်ဥပညာကပြောပါတယ်သူမသေးဆုံးခင်ရေးခဲ့တဲ့စာမှာကြောင်းတက်ခြင်းပေမဲ့မိဘများမှာကြောင်းတက်ရန်လိုအပ်တဲ့ပစ္စည်းများမဝယ်ပေးနိုင်ကြောင်းနဲ့ကြောင်းတက်ခြင်းကြောင့်ပါဝင်ပါတယ်မရှဲမဲကငါးရက်အောင်ပင်ယခုစတင်နေ့မှာ၆တန်းတက်ရမှာဖြစ်ပါတယ် မြန်မာနိုင်ငံတွင်လေကြောင်းတိုက်ခိုက်မှုမြေမြုပ်မိုင်းကဲ့သို့ကြီးမားသော အနေနဲ့တူစံမာရေးဆောင်ရှားမှုပညာရေးစတဲ့အရေးကြီးဝင်ဆောင်မှုများကြဲကြဲပြန့်ပြန့်ပြပြားလာခြင်းနဲ့တာဆင်းလာသောစီးပွားရေးအခြေအနေများကြောင့်ကလေးတွေရဲ့နေစဉ်ဘဝကပုံမဆိုးရွားလာခဲ့ကြောင်း UNICEF က2024ခုနှစ်ဒီဇင်ဘာမှရေးသားဖော်ပြထားပါတယ် ထို့ပြင်ပြည်ရင်းစစ်ကြောင့်မြမကလေးငယ်6တန်းခန်းကပုံမှုဆိုးရွားလာတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများအောင်ရင်ဆိုင်နေရပြီးပြည်ရင်းနေရအစွန်ခွာထွက်ပြေးတန်ဆောင်သူ3.5တန်းနီးပါးရဲ့33ရာခိုင်နှုန်းကျော်မှလည်းကလေးများဖြစ်ကြောင်း UNICEF ရဲ့အချက်အလက်များအရသိရပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ကတော့လာရှုံမျိုးအထွတ်ကိုကန့်မေဟန်ကိမ့်မှာစစ်ကောင်စီရင်နှန်းကို MNDA စစ်ဆေးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ရှမ်းမြောက်ပိုင်းလာရှုမျိုးကိုရိတ်ခါပို့ပြီးပြန်ထွက်လာတဲ့တိုင်ရန်ကစစ်ကောင်စီရင်နှန်းကိုကိုကန့်တက် MND ကမဲဟန်စစ်စေးကိန်းမှာတားဆီးစစ်ဆေးခဲ့တယ်လို့ဒေသခံတွေစီရသိရပါဗျ။လာရှုမျိုးကနေတိုင်ရန်မျိုးဘက်အထွတ်ကိုကန့်တက်ရဲ့မဲဟန်စစ်စေးကိန်းမှာဇွန်လ9ရက်မနက်ပိုင်းကစစ်ကောင်စီကား6စီးစစ်ဆေးခံရဖြစ်ပြီးကားပေါ်ထင် MND ဘက်ကတက်ရောက်စစ်ဆေးရလို့ဆိုပါတယ်။စစ်ကောင်စီရင်နှန်းစစ်ဆေးခံရတာကိုမြင်တွေ့ခဲ့သူတယောက်ကမဲဟန်ကိုကန့်ကိန်းမှာစစ်ကောင်စီတပ်သားတွေအရစ်ခံနေရတာစစ်ကောင်စီ ဘက်ကတောင်းပန်နေတာဗမာလိုကြီးပဲဟိုကဘာမှမသိဘူးကောင်းမော်တီတက်စစ်ကြတာအကြာကြီးပဲဘာပစ္စည်းမှကိုကံပန်းအနေအသေးမခံလို့သိရတယ်စစ်ကောင်စီတပ်သားတွေနေပူရဲမှာမျက်နှာစည်းဝမ်းလောင်းနဲ့တောင်းပန်နေကြတာလို့ပြောပါရတယ် စေကောင်စီရဲ့ကား6စီးကမေဟန်ကိန်းမှာအချိန်တော်ကြာအောင်အစစ်ဆေးခံလိုက်ပြီးအဲ့ဒီရင်နေဟာဌာနဆိုင်ရာကလူတွေနဲ့လိုအပ်တဲ့ပစ္စည်းတွေလားရှို့ပို့ရရင်နေလို့ MNDA သတင်းရှင်းမြစ်ကပြောပါရယ်ဒါပေမဲ့အသေးစိတ်ချက်လက်ကိုတော့ပြောပြတာမရှိပါဘူးဒါပေမဲ့အစီးကားတွေကိုတော့ကိုကံဘက်ကမြို့ဝင်ကြီးဆိုပြီးတော့ဖြတ်ပိုင်းနဲ့ဒဇီတထောင်ကောက်ယူရလို့သိရပြီးစစ်ကောင်စီဘက်ကတော့မြို့ဝင်ကြီးမကောက်ဘူးလို့သိရပါရယ်လားရှို့ဒေသခံတယောက်ကလည်း ကားပေါ်တိုင်းကို MNDA ဘက်ကတက်ပြီးတော့စစ်တဲ့နောက်ကန်းတီကိုတက်စစ်တာတွေ့ရတဲ့ရိတ်ခါကားတွေလေးပို့ပြီးတော့ပြန်ထွက်တာနေမယ်။လာရှုဘောမတွေကဘာဖြစ်တယ်ညာဖြစ်တယ်တင်နေကြလို့အရင်ဖြစ်ပြက်လေးကိုမြင်ရလို့ရှင်းကျင်သွားတယ်လို့ပြောပါရယ်။လာရှုမျိုးအဝင်မှာလည်းစစ်ကောင်စီတက်ရဲ့စစ်စေးဂိတ်တွေရှိပေမဲ့စစ်ကောင်စီစစ်စေးဂိတ်တွေရဲ့မလန်မကန်းမှာ MNDA ရဲ့စစ်စေးဂိတ်တွေရှိနေရလို့ဆိုပါရယ်။ဒေသခံတယောက်က နာရှုမျိုးဝင်တော့စစ်ကောင်စီကဖယားလာလဲလို့မေးတယ်ပြီးတော့အေးစေးပဲသွားခိုင်းလိုက်တယ်နံပါတ်2အထွက်ပတ်စစ်ကောင်စီရဲ့ကြာကန်ကိန်းမှာတော့မိသွေးတင်ထော်လာကြီးကိုပြန်လှည့်ခိုင်းနေတဲ့ပတ်စံပေးတာလည်းမယူလို့သိရတယ်လို့ပြောပါတယ်တရုံရဲ့ဖိအားကြောင့် MNDA ကနာရှုမျိုးကနေဧပြီလ22ရက်နေ့မှာပြန်လည်ဆုတ်ခွာပေးလိုက်ရပြီးနောက်စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်အုပ်ချုပ်နေတာဖြစ်ပါတယ် MNDA ကလာရှုမြို့ပတ်ဝန်းကျင်ရခြေရွာတွေမှာအထိုင်ချတက်ဆွဲထားဆဲဖြစ်ပြီးတော့စစ်ကောင်စီကလည်းလာရှုမြို့ကိုအုပ်ချုပ်ရေးပြန်လည်စတင်နိုင်မှုအတွက်စ조사နေရဆဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါတော့ဒီမုံမြမားနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါ။နားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းထုတ်များနဲ့တူပြန်လာခဲ့ပါမယ်ရှင်။